ဟုတ်တယ်။ဆရာအောင်ကျော်တို့ရဲ့ဝိတ္ထုတော်လေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ဒီဝိတ္ထုတော်လေးကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အဲ့ဒီပလက်ကလထိုင်ကဥလျောင်တိတ်ထိုင်နေတဲ့ကောင်တာရဲ့ညာဘက်ဘေးမှာကောင်တာကဆိုင်ကန်းရဲ့အလဲမကြတကြဆိုတော့ပလက်ကလထိုင်ကလျောင်တိတ်စားတော်စဲရဲ့အလဲတဲ့တယ်မှာပဲ။ကလထိုင်ပေါ်ကထိုင်ရင်းကြည့်ရင် စားတောင်းနေတဲ့သူတွေအားလုံးကိုမြင်ရတယ်။ဘက်လက်ကလတ်တိုင်းဆိုပေမဲ့အိတ်သာသာနာနာကြီးလည်းမဟုတ်ပါဘူး။တင့်မာသားနဲ့လှုပ်ထားပြီးကလတ်တိုင်းကင်းကိုတော့ခဏခဏမပြဲမဆုပ်ရအောင်တာလက်ပတ်ဆာနဲ့လှုပ်ထားတယ်။ကျွန်တော်ဆိုင်ထဲဝင်သွားတော့လူတော်တော်များနေပြီ။စပွဲတိုင်းလူတွေရှိတယ်ဆိုပါတော့အရက်ပလင်းတွေထောင်းလို့ဥလျောင်တိတ်ဆိုင်ကအရက်ပါရောက်တာကိုအရက်ဆိုပေမဲ့ရန်တို့ဂျော်နီလန်းလျှောက်တော့မဟုတ်ပါဘူး။လာတောက်တဲ့သူတွေကလည်းမတောက်နိုင်ကြဘူးလေ။ နွားစည်းပြန်တဲ့ဒေါကလူတွေနဲ့မြို့ပေါ်ကအရက်သမားလိုတတ်မှတ်ထားကြတဲ့သူတွေပဲလာတတ်ကြတာပဲမြို့ကငယ်တော့ဘယ်သူအရက်ဆွဲနေပြီလဲဘယ်သူဘယ်ဝါရဲ့သားကတော့အရက်တောက်နေပြီဆိုတာကိုသိကြတယ်ဒါကြောင့်လျောင်တိတ်ဆိုင်နဲ့ဝင်သွားပြီဆိုရင်ပတ်ဝန်းကျင်ကစူးစမ်းနဲ့ပြန်လုံနေနဲ့ကြည့်နေတတ်တယ်အရက်တောက်နေတာများမြင်လို့ကတော့နောက်တနေ့ဈေးထဲမှာဘယ်သူသား အရက်တောက်တက်နေပြီတော့အင်းလေးမထူးဆန်းပါဘူးသူ့အဖေကလည်းအရက်သမားပဲဒါမှမဟုတ်ဖြစ်မှဖြစ်ရပါလေသူ့အဖေဒီရွယ်ကအားကစားသမားပါဘာဖြစ်လို့များမဆုံးမကြပါလဲနဲ့တရင်ထူတရင်ဆန်းကြီးကိုဖြစ်လို့ဒါကြောင့်လျောင်တိတ်ဆိုင်ထဲမှာအကျော်လောတစ်ခုခုဝဲဖို့သွားရင်ဆိုင်ဝကနေအကျဲကြီးအော်မာရတယ်ဒါမှပဝင်းချင်းကအရက်တောက်ဖို့လာတာမဟုတ်ဘန်တိမှာကျွန်တော်လည်းအဲ့ဒီနေ့တိုင်း ထောက်ဆွဲကျော်ကြက်သားနဲ့တထုပ်ဖန်းအွန်လိုက်တယ်ဒါမဲ့ဆိုင်ထဲမှာလူတွေစီပြီးတော့အတန်တွေကကျဲနေတော့ဥလျောင်တိတ်ကြားဟန်မတူဘူးဒါကြောင့်ခေါတာနာအတိသွားပြီးပြောရတယ်ဥလျောင်တိတ်ကနောက်ဘေးမိဖို့စီကိုလှမ်းအောင်ရင်းနဲ့ရွှေသွားတွေအဝင်းသားနဲ့ပြုံးပြီးသူ့ရှေ့ကထိုင်ကုန်မှာထိုင်ခိုင်းတယ်။ကျွန်တော်လဲခေါက်ဆွဲကြော်ဆောင်ရင်းနဲ့ဆိုင်ထဲကိုရှောက်ကြည့်မိတယ်။ဆိုင်ထဲမှာစပွဲဝိုင်းလေးလုံးဝိုင်းတိုင်းမှာထိုင်နေတဲ့သူတွေကတောင်းအားလူတွေများတယ်။ အလက်ကလက်တိုင်းပေါ်မှာတော့ဥပုန်နီထိုင်းနေတယ်။မြင်နာနဲ့အရဲ့ကြိုးကြီးမှန်တိတာပါတယ်။မျက်နာကနီဆက်ဆက်ပွားရောင်ရောင်။မျက်လုံးတွေကလည်းနီးကြောင်ကြောင်။ရှားနဲ့နှကန်းကိုတတ်နေတာကလည်းခဏခဏသူ့လက်ထဲမှာအရဲ့ဖြူထည့်ထားတဲ့ဖန်ခွက်ကိုကန်ရင်းနဲ့ကျွန်တော်ကိုမျက်လုံးမေးပြီးကြည့်တယ်။ဟဲ့ကလေးဘင်းမတူတာလဲကွာ။ဦးအောင်မြင့်ဒေါ်လေးမူသားပါဗျ။ဩအောင်မြင့်သားလား။မင်းအဖေနေကောင်းလားကလေး။ သူကခေါင်းတဆက်ဆက်ညှိမ့်ပြီးရှေ့ကစပွဲဝိုင်းအသေးကလေးပေါ်တင်းထားတဲ့ပကံများတဲ့ကဝက်ဦးချောင်းတစ်ဖက်ကိုခရစ်နဲ့ထိုးပြီးတခန့်တနာယူဆလိုက်တယ်။သူမေးတဲ့အတန်နဲ့ကျွန်တော်ဖြေတဲ့အတန်ကတိတ်မကျဲလာပေမဲ့တခြားစပွဲကလူတွေအားလုံးကသူနဲ့ကျွန်တော်ပြောနေတာတွေကိုညှိမ့်ပြီးနားထောင်နေကြတယ်။ဘနဲ့တန့်ရောက်ပြီလေကွ။အရက်ကိုအရသာခံတောင်းရင်းနဲ့ဥပ္ပဏီကကျွန်တော်ကိုလှမ်းပေးလိုက်ပြန်တယ်။ရှစ်တန်းဖြေထားပါရဲ့ခင်ဗျ။အေးအေးစာကြိုးစားกว่าကြလာ ောကမှာပညာတတ်မှာကွပညာမတတ်လို့ကတော့ဓမ္မနောက်ပေခွေဖြစ်မှာကြလားဟုတ်ပညာတတ်ပြီးလှုပ်ချင်တာလို့အကုန်တင့်တယ်တဲ့ဟုတ်လားကလေးကျွန်တော်ခေါင်းမဲ့ညှိပြလိုက်ပါတယ်ကျွန်တော်ဆိုင်ထဲကပြန်ထွက်ချင်းနေပြီမနေချင်တော့ဘူးဥပ္ပိုလ်နေကြည့်ရတာလဲတပြိုးကြီးပဲရင်ရင်ကြည့်ကြည့်တော့ပြောနေပါရဲ့သူ့ပလက်ကလတိုင်းမော်ထိုင်းနေတဲ့ပုံကြီးလည်းမကြိုက်ပါဘူး तू ကဘာလို့မြန်သူများတွေလိုစပွဲမှာသွားမထိုင်မဲနဲ့ဒီ လက်ကလထိုင်းကြီးပေါ်ထိုင်းနေရတာလေဥလျောင်တိတ်ကလည်းသူ့ကိုဘာမှမပြောဘူးလားတခြားစဝဲရလူတွေကလည်းသူ့ကိုဘာလို့အထင်ကြီးတဲ့မျက်လုံးတွေနဲ့ကြည့်နေရတာလဲလို့ကျွန်တော်မသိဘူးဥပ္ပုန်ကြီးကစကားတခွန်းမှဆက်မပြောဘဲနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတယ်ပြီးမှသူ့ရဲ့ထဲကစစ်ကရပ်ဘူးကိုထုတ်တလိပ်ယူပြီးသူ့ရဲ့မိချင်းနဲ့ချစ်တယ်မိချစ်ဆန်ရန်အာမကောင်းလို့နဲ့တူပါရဲ့မိရမတောက်ဘူးဥပ္ပုန်ကြီးကမိချစ်ဘူးကိုလက်နဲ့တောက်ပြီ ဆိုင်ပြင်ပက်ရအောင်လှည့်ပြလိုက်တယ်ပြီးမှသူညာဘက်စပွဲဝိုင်းကလူတယောက်စီကိုလှမ်းပြီးဟေးမိတို့တို့လောက်ပေးစမ်းမှာကွာတဲ့တော်ဟာလူကလည်းရိုးရိုးတေးတေးပဲသူ့စီလာပြီးဓမ္မချင်းဤကလေးကိုချစ်ပြီးပေးရှာတဲ့ပလက်ကလထိုင်ဘောကနေတော့သူကမထသူ့ secret ကိုမီးကြည့်ပြီးတော့ thank you ကွာတဲ့တော်ဟာလူကတော့သူ့ကိုကျေးဇူးတင်ပါတယ်လို့ပြောတာနားလေလားမလဲလားတော့မသိဘူးသူ့နေရာသူပြန်ထိုင်ပြီးအရက်တောင်ရင်နဲ့မြည်ဖို့ချပေးထားတဲ့ စီတီလေးတလုံးကောက်ဝါနေတယ်။တဝါတိရဲ့မာထားတဲ့ကောက်ဆွဲကြော်ရလာလို့ဦးလျံတိတ်ကိုပက်ဆန်ပေးပြီးဆိုင်ထဲကကျွန်တော်မြဲမြဲပြန်ထွက်ခဲ့တယ်။ဆိုင်ပြင်ရောက်လို့ဆိုင်ထဲအသားလှည့်ကြည့်လိုက်တော့ဥပ္ပိုလ်နီပက်လက်ကလထိုင်ပေါ်မှာလက်နှစ်ဖက်ကွေးပြီးခေါင်းအောင်မှခံရင်နဲ့စိန်ယူနေတဲ့ပုံကိုမြင်လိုက်ရသေးတယ်။အိမ်ရောက်လို့ကောက်ဆွဲတော့ကိုပြင်းနေတဲ့အဖေကိုပြန်ပြောပြတော့ဖေးကရီတယ်။အဲ့ဒါသူ့အဖေဥသာအေးနဲ့တပုံနဲ့ကွာ။ သူ့ဖေတုံးကလည်းငါသားပြောတဲ့ပလက်ကလထိုင်းမှာထိုင်ပြီးအရက်တောက်ခဲ့တာပဲဦးသားအေးကအောက်တန်းရှိနေဖေတို့ခေကခုနှစ်တန်းအောင်ရင်အောက်တန်းရှိနေပြေလို့ရတယ်ဦးသားအေးကရှိနေတာလို့တာနားကအင်တန်လေးတာတကရုံတော်ကသူ့အမှုတဲကိုတရသေးလွတ်တယ်လို့အမိန်ချတာဦးသားအေးကဘလို့ကြားတယ်မသိပါဘူးကွာရသူကြီးမင်းခင်ဗျာကျွန်တော်မြို့ယူသေးစားရှောက်ထားပြရစီကျွန်တော်မြို့ရဲ့အမှုတဲကိုထောက်ထားစာနာတော့အားဖြင့် ကျိန်နှံများပေးသနာသည့်မာလို့လျှောက်လို့ဒီဟုံးလုံးကရီးလိုက်ကြတာကွာတော့ကအမှုသေးအမှုမွားတယ်အကြာတာပေါ့ကွာညနေရုံးစင်းရင်လျောင်တိတ်ဆိုင်ဥသာအေးရောက်ပြီသင်္ဃာသားပြောတဲ့ပလက်ကလဟန်ကြီးပေါ်ထားမိတဆိုင်လုံးလာသည်မြသူတွေကိုသူကအပေါ်စည်းကြီးနဲ့ပေါ့ကွာဥလျောင်တိတ်ကဇပွဲမှာထိုင်မှုမပြောဘူးလားဖေကအဘယ်ပြောမလဲကွာသူအမြဲတမ်းဖောက်တယ်ကြီးပဲနောက်ပြီး ရှင်မျိုးလေးပါလေးဆိုလဲသူရှိတော့အားကိုးရတာပေါ့ကွာမိတ်တော်ရမင်းကိုတိုင်တောက်နေတဲ့ဆိုင်ပေါ့ကွာဥဒါကြီးကလည်းလျောင်တိတ်ပလက်ကလက်ထိုင်းကိုထိုင်ပြီးတော့ရဲတောက်ရတာကိုဂုံတိတ်ယူတာကွာငါသားရငါလျောင်တိတ်ရဲ့အထူးဧည့်တော်ပေါ့ကွာတော့ဟာလူတွေကလည်းပလက်ကလက်ထိုင်းကြီးနဲ့ဆိုင်လဲမှာရဲတောက်နေတဲ့မိတ်တော်ရကြီးဆိုပြီးအထင်ကြီးဟန်ရှိပါတယ်အမေတခါတခါဆိုင်ထဲမှာနေအမှုလက်ခံလဲရတာတွေပါနေရှိတယ်ဆိုင်ထဲမှာအမှုအဲ့လို့ရတော့ကွာ လျောင်တိတ်ဆိုင်ရှေ့ခွနေနောက်ခွနေအကုန်ကြရတယ်။အော်ပြောရတာဟုတ်ကွာ။ဥသာအေးသေးတော့ဒီရက်နဲ့သေးတာပါပဲ။ဆိုင်ကအပြန်လမ်းပြီးလဲသေးတာလေးကွာ။အဲ့တော့ကဘိုနီကအသက်အစိတ်လောက်မိမမရသေးဘူး။ဒါမဲ့အဖေတို့ဘောကန်နေတဲ့အချိန်မှာသူကခွက်ပုံးဖြစ်နေပြီ။ဥဘိုနီသားငယ်ကကျွန်တော်နဲ့တရက်နဲ့အဖေစိုးနေတယ်။အော်အော်အစလေးနှစ်လောက်ရှိပြီပေါ့။ဘယ်ရောက်ရောက် ။အဲစားစာရစာရဥလျောင်တိတ်ခေါက်ဆွဲကိုတော့ကျွန်တော်ဆွဲတယ်။ရန်ကုန်ရောက်လို့စားပွဲရုံမှာခေါက်ဆွဲစားတိုင်းဥလျောင်တိတ်ခေါက်ဆွဲသတိရတော့တာပဲအသားနိုင်ချင်းဘဲဦးကြီးတလုံးလုံးကိုအပြားလိုက်ကြောပြီးအုပ်ထားတဲ့ဥလျောင်တိတ်ရဲ့ခေါက်ဆွဲကကျွန်တော်စားဘူးသမျှခေါက်ဆွဲတယ်မတော့ကောင်းဆုံးလို့ထင်တာပဲ။ဒါကြောင့်ရန်ကုန်ကအရက်ပြန်ရောက်တိုင်းဥလျောင်တိတ်ခေါက်ဆွဲကြောစားပြန်ကိုစားတယ်။ဒီတစ်ခေါက်တော့ခေါက်ဆွဲဆိုင်နဲ့ဝင်းထိုင်ပြီးစားမယ်စိတ်ကူးပြီးတာနဲ့ ကိုနဲ့ကျွန်တော်လျောင်တိတ်ဆိုင်နဲ့ဝင်သွားလိုက်တယ်ဥလျောင်တိတ်တော့မရှိတော့ဘူးဆိုင်ကလည်းတော်တော်သာသာနာနာပြင်ထားတယ်ဖွန်ပိုက်ကစပွဲဝိုင်းနေပါနေနဲ့အခန်းလေးတွေလည်းဖွဲ့လို့အခန်းဖွဲ့ထားတယ်ဆိုရင်ပဲဥလျောင်တိတ်သားကိုကြည့်တိတ်ထိုင်တဲ့ကောင်တာကနေတော့အကုန်လှန့်မြင်ရပါတယ်ဟေ့အောင်မေအောင်ကြီးပါလားဘယ်တော့ပြန်ရောက်လဲဟင်ဘယ်လက်ကလာထိုင်ပေါ်ထိုင်နေတာစိုးနေပါလားသူ့ဘေးဥပိုနီလိုပဲမျက်နာကပွားရောင်ရောင်ဒီဆက်ဆက် သူ့မိကိုကျွန်တော်တော်တော်နဲ့မပြေနိုင်သေးပဲနဲ့သူ့ကိုတည်တည်ချာချာကြည့်ပြီးမှအေးတကယ်ချင်းမနေ့ကပဲနေကောင်းနေတော့โอเคပါပဲကွာဘာလဲမင်းတောက်တက်နေပလားမတောက်ပါဘူးကွာခောက်ဆွဲလာစားတာပါအေးမတောက်တက်မတောက်နဲ့တောက်ရင်လည်းမရမ်းနဲ့ဟေးတောက်ပြီးရမ်းရင်ကို့အမှုဖြစ်ပြီးအဲ့ဒဲဆိုးပြီးလူတွေပါတွေတက်မိတယ်ဆိုရင်တော့ပုံမှန်320ပဲစေယုံရောက်မှသေးလဲ304လို့ရဲအောင်မှုဖွင့်တော့မဟုတ်ဘူး320ကလူတက်မှုလေကွာ နေရာနေသေးတာပေါ့ကွာ304ကလူသိမ်းမှုချက်ချင်းမသေးဘူးပေါ့ကွာကျွန်တော်ကခေါင်းတစ်ချက်ညှိပြီးသူ့နဲ့အဝေးဆုံးစပွဲပိုင်းကိုသွားထိုင်လိုက်တယ်အဲဒါဆိုင်လုံးကလည်းသူပြောတဲ့ပုံမာတွေနားထောင်နေလိုက်ကြတာညိလို့ဆိုနီအရက်ချိုးဖြစ်နေပြီပဲကျွန်တော်ကအကိုကိုတူးတူးလေးပြောလိုက်တော့အကိုကတူဘူးတဲ့ကတူနေစုံကိုလက်တော့ပွားနဲ့တုံရင်နဲ့မင်းမြင်နေတိုင်းပဲညနေဆိုအဲ့ဒီဘလက်ကလထန်ကြီးပေါ်ထိုင်ပြီး အရက်လာတောက်တဲ့တော့အလူတွေကိုဥရီကျောင်းနေရွတ်ပြနေတော့တာပဲမဲသူ့ရန်နဲ့သူ့ဇန်နဲ့တော့ကြိုက်လို့ပဲဟိတော့အလူတွေကလည်းသူ့ရွတ်ပြတဲ့ဥရီတွေကိုတလေးတစားနားထောင်ကြတာစိုးနီကတော့ပလက်ကလတ်ထိုင်းမော်ထိုင်းနဲ့အရက်ကလေးတောက်လိုက်ဝက်ဦးကျောင်းလေးခင်းနဲ့ထိုးစားလိုက်ဒူယာစီးကရက်ကလေးဖွာလိုက်အခုသူကဘာလို့လုံနေလဲအော်သူ့အဖေဥပုန်နီသေးသွားတော့သူ့အဖေနေရပေါ့တရားရုံးမှာရှောက်လွှာစီးရေပေါ့ကွာ တော့လူတွေကတော့သူ့ကိုဘိုးတရားရုံးရှိနေလောက်ထင်းနေတာသူကလည်းအဲ့ဒီပလက်ကလထိုင်ကြီးပေါ်ထိုင်ပြီးဘီဒီစီတစဲဘိုးလောက်တောက်လာတာရန်ကုန်ကဟိုတယ်တရတယ်လို့ဂုံယူနေတာဗျာမင်းကြည့်ပါလားသူ့ပုံကိုအခုပြောတာဟုတ်တယ်ဆိုနီကအရက်ကလေးတောက်လိုက်ဝက်ဦးချောင်းလေးစားလိုက်ဘေးဝိုင်းကတော်သားလေးကိုဥပဒေချောင်းလေးပြောလိုက်လက်နှစ်ဖက်ကွေးပြီးခေါင်းခုပက်လက်လှမ်းလိုက်နဲ့တော်သဘောကျနေပုံရတယ်อืมဆိုနီလည်းသူ့ဖေလိုလာတာပဲနော် အတူဖို့လို့ပြောပါကသူအဖို့အမွေသူအဖေဥဘုံနီရပြီးကလေးကဥဘုံနီအမွေစိုးနီရတာပဲជីတိတ်တို့ကတော့ကရိုးစင်ပေါင်းဆက်ဟုတ်တယ်ရတာပဲကအဲ့ဒီကလထိုင်းကြီးပေါ်မှာပဲနော်ကျွန်တော်ကစိုးနီကိုလှမ်းကြည့်ရင်အကုတ်ကိုပြန်ပြောပြတော့အကိုကပြုံးတယ်ဘာပြုံးတာလဲဗျအဲ့ဒီပက်လက်ကလထိုင်းကြီးပေါ်ကို မကြခင်ဖောက်တဲ့အသေးကလေးတယောက်ရောက်လာတော့မယ်လီကွာစိုးနီသားလေငါသားနဲ့ရွယ်တူပဲကုစုကြောင်းပြေးပြီးထီရီပါရီတောင်တောက်တက်နေပြီတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမတူတာပါ